ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြည့်ခဲ့တဲ့တပတ်ဤအဆက်ကိုဒီတစ်ခုပေါ့နော်တင်ပြဖို့ကြံသွားခဲ့တာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဒီမှာပေါ့နော်အတူတူ share ပြီးလေ့လာကြအောင်ပေါ့နော်ဒါလေးကတော့ကျွန်တော်ပြည့်ခဲ့တဲ့တပတ်ဤအဆက်ဖြစ်ပါတယ်ရှုံနေတဲ့အတွက်ကျွန်တော်ဒီမှာတည်တံပြန်ရေးထားတယ်ပေါ့နော်လေးကိုကြီးမှာတော့၃ညလေးလေးဖြစ်ပါတယ်လေးအလေးအပိတ်ဖြစ်တယ်ပေါ့နော်ဒီနှစ်ခွန်အထီးကြီးမှာဆိုရင် နေနေတည်ဆွေတဲ့အတွက်ကြောင့်မို့ဒီနှစ်က အထိတ်စိနဲ့အလေးဖြစ်ပါတယ်ပြီးရင်တော့ဒီပါဝါကီးပေါ့နော်ကိုလေးကီးမှာ၈၄3ဆိုတဲ့အတွက်အထီးကီးလေးတလုံးဒီအလေးထိုင်ဖြစ်ပါတယ်ပြီးရင်တော့နောက်ထပ်တစ်ပြင်မှာဆိုရင်3ရှေကီးဖြစ်ပါတယ်ရှေရှောင်း3ဆိုတဲ့အတွက်အဲ့ဒီမှာတော့ကီးနှစ်ခုစလုံးပေါ့နော်3ရက်8ရက်8တိထိစီ3အပိ863ဖြစ်ပါတယ်9နှစ်အထိကိမှာတော့နှစ်3ညာ9ဆိုရတဲ့နှစ်တိထိစီဖြစ်ပါတယ်ခင်ဗျာ ပြီးရင်တော့နောက်ထပ်တစ်ပြင်မှာလည်း9ကီးပေါ့နော်9အဒီကီးမှာ009ဆိုတဲ့အတွက်9တီထိစီနဲ့အလဲဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာလည်း9ကီးပေါ့နော်3ချိန်ဆက်သိပ်ဖြစ်ပါတယ်3 009 9ညာဆိုတဲ့အတွက်9တီထိစီဖြစ်ပါတယ်3ရှေ့အဒီကီးမှာတော့3 009ဆိုတဲ့အတွက်3တီလည်းထိစီဖြစ်ပါတယ်ဒီမှာထိသိစီတော့6ပေါ့နော် ပြီးရင်63အထီကိမှာရှီကိုလေးရှစ်တီထိတ်စီဖြစ်ပါတယ်ထိတ်စီတောက်လျှောက်ဖြစ်တယ်ဗောနော်93ညာအထီကိမှာ963 5တီထိတ်စီဖြစ်ပါတယ်โอเคဆက်ပြီးတော့ဂျင်နရယ်ဒီ6တီအထီကိမှာ68ခွန်ဆွဲတဲ့အတွက်6တီထိတ်စီဖြစ်ပါတယ်နိခွန်အထီကိမှာတော့နိနိခွန်ဆွဲတဲ့အတွက်နိတီထိတ်စီခုနှစ်ကအပိတ်ဖြစ်ပါတယ်နိနိခွန်ဗောနော် ပြီးရင်တော့ကျွန်တော်83အထီကီဆိုပြီးဖြစ်ပါတယ်။388ဖြစ်ပါတယ်။ဒါပြီးခဲ့တဲ့ဘက်မှာလည်းကျွန်တော်တင်ပြထားတဲ့နှီးအဆက်ဖြစ်တယ်ပေါ့နော်။ဒီမှာချုပ်နေတဲ့အတွက်ကျွန်တော်အသစ်ပြန်ရေးထားတာဖြစ်ပါတယ်။3ထိပ်စီ3တုံညာကို9တုံညာအထီကီမှာတော့3 9နေဆွဲအတွက်9ဒီအလယ်ဖြစ်ပါတယ်။83အထီကီမှာတော့3 9နေဆွဲအတွက်3ဒီထိပ်စီဖြစ်ပါတယ်ခင်ဗျာ။ဒီ ၃၅နှစ်တပြင်မှာဒါလည်းအလဲထိန်ချားသွားတယ်ပေါ့နော်ကျွန်တော်ဒီချစ်ချောင်းတော့အနေစားပြီးတော့ဒီကိနှလုံးဒီထိတ်ထိတ်ထိတ်ပေါ့နော်၃ထိတ်၈ထိတ်၅ထိတ်၆ထိတ်၄ထိတ်၃ထိတ်၃ထိတ်ဒီမှာတော့၅အလေပေါ့နော်ပြီးရင်တော့ထိတ်ရှိနေရပြန်လာတယ်ပေါ့နော်၃ခုနှစ်ဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်အတူတူဒီဆက်နှစ်ကြိမ်အတွက်လေ့လာကြည့်အောင်ပေါ့နော်โอเคဒီမှာ၅၃ကြိမ်ဖြစ်ပါတယ်၅ပေါ့နော်၅၃ကြိမ် function 15ကို၅ပဲရေးမယ် ဒီမှာဆိုရင်ခုနှစ်ကတစ်ကြိမ်ပေါ့နော်ရှောင်းနဲ့ငါးပေါင်းချင်းဒီစက်တိကိုဒီနောက်ကတည်ပေးယူမယ်ပေါ့နော်သုံးနဲ့တစ်ပေါင်းချင်းဒီလေးကိုအံပေါ်မှာရှိတဲ့ရှင်းနဲ့ထပ်ပေါင်းပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ9နဲ့ခွန်ပေါင်းချင်းစနစ်ရှင်းနဲ့ပေါင်းရင်20တင်းနဲ့လေးပေါင်း5ဆိုတော့25ပေါ့နော်9ကို9နဲ့ထပ်ပေါင်းတာဆိုရင်30 9တညာအထီးကီမှာ3 9နဲ့5ဒီအလေထိုင်ဖြစ်ပါတယ်5ကအလေပါနော် ဒါကြောင့်မို့ကျွန်တော်တို့ဒီ9တုံများကြီးမှာ3 9နေစပြီးဒီမှာညပြအထရှင်ဖြစ်ပါတယ်ဒီအောင်ပါဘောနော်ဒီအောင်မှာ9တုံများအထီးကြီးမှာ3 9နေ9အလေးဖြစ်ပါတယ်ပြီးတော့ဒီ8တုံကြီးရတာလေးဆက်ပြီးဒီလိုလေ့လာကြအောင်ပါနော်ဒီဘောကလူမျိုးပဲပေါ့နော်9က3ချိန်ဆိုတဲ့အတွက်15ကိုဒီအနောက်က9တလုံးပဲယူမယ်3ညတစ်ချိန် ၃ညနဲ့9နဲ့ပေါင်းရှင်9ဖြစ်ပါတယ်၄နဲ့၄ပေါင်းရှင်ဒီ10ဖြစ်ပါတယ်ပြီးရင်10နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်အပေါ်ကပုံတယ်နီးအတိုင်းပဲပေါ့နော်ဒါဆိုရင်9နဲ့9ပေါင်းရှင်ဒီ10နဲ့10နဲ့ပေါင်းရင်80 10တလုံးကျန်တဲ့အတွက်ပေါင်းရှင်28ရတဲ့အတွက်10ကို9နဲ့ထပ်ပေါင်းရှင်73ဆိုတဲ့အတွက်73အထိကိမှာ39နဲ့3ဒီထိပ်ဖြစ်ပါတယ်3 9နီးပေါ့နော်3 TC ဖြစ်ပါတယ်8 3G မှာ3 9နီးစပီးဒီမှာရေးပြထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ12ဂျိန်အတွက်ဒီနီးအတိုင်းပဲထပ်ပြီးလေ့လာကြအောင်ပေါ့နော်ဒီ9 3ဂျိန်ဆိုတဲ့အတွက်ဒီ3ည3ဂျိန်3ညဖြစ်ပါတယ်ဒီမှာဆိုရင်6တဂျိန်9နဲ့9ပေါင်းရှင်းဆက်ချင်းရှိပေးရမယ်ပေါ့နော်3နဲ့6ပေါင်းရှင်းက9 8ကတဂျိန်ဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ဒီ6နဲ့7ပေါင်းတာဒီ14ရတယ်ဗောနော်9နဲ့7ပေါင်းဆက်ခွန်ဒါဆိုရင်4နဲ့9နဲ့ထပ်ပေါင်းတော့17ဆိုတဲ့အတွက်ဤအရာကျွန်တော်တိတ်ကုန်9နဲ့ထပ်ပေါင်းတာဆိုရင်6ရရတဲ့အတွက်ဒီ17ချိန်မှာ16ကီးဆိုပြီးဖြစ်ပါတယ်ဗောနော်။ဒါဒီကျွန်တော်တင်ချာဤအရာဗောနော်။အဲအတုံးလို့တဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာဒီ16ကီးဆိုပြီးရတယ်ပေါ့နော် ါကကျွန်တော်တို့ဒီ72ချိန်မှာတချောင်းဖြစ်နေတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီအနှစ်ချုပ်ဗောနော်ကိဒီအားလုံးเนี่ยကျွန်တော်ရှုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ထိတ်လေးပိနေတော့မချိုးပါသေးဘူးဗောနော်အဲဒါကျွန်တော်ကိနဲ့ပရိနဲ့ပေတန်ဒီနှလုံးပေါင်းရှင်းအတန်ဒီနဲ့ညှိထားတာဆိုရင်ကျွန်တော်ဒီမှာဒီအစိမ်းအောင်ရှည်ထားတဲ့ဟာလေးကိုတင်မယ်ဗောနော် โอเคဒီမှာဆိုရင်16ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်3 4 6ရဲ့3 6ရဲ့3 6 9ရဲ့ဘောနော်အဲ့ဒီမှာတော့ကျွန်တော်အပြီးခွေကနန်းမှာတော့3 6 9 6 9မှာပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ3 4 6 3 4 6ဒီကျွန်တော်ဒီ3 9 3 9 3 9အလေးအပိတ်နေရာထားမယ်ဘောနော်9 3 3 9အလေးအပိတ်အထီးကြီးဆိုတဲ့အတွက် တုံညာကိုထိမ့်မမထားဘဲနဲ့အလေနဲ့အပိနေရာမှာထားမှာဖြစ်ပါတယ်ဒါကြောင့်မို့၄ကွက်ထွက်မယ်ပေါ့နော်လေ6တုံညာ64တုံညာပေါ့နော်အလိုလေးလေးခွဲပြီးတော့68တုံညာ68 6တုံညာရှိပြီးတော့8ထိထားမယ်ပေါ့နော်8တုံညာ6 8 6တုံညာဆိုပြီးဖြစ်မှာခင်ဗျာโอเคဒါဆိုရင်16ပေါ့နော်16ဆိုတော့ဒီနပေးမှာပေါ့နော် နီးအတ္တတစ်ခုကိုကျွန်တော်ထပ်ပြီးအတ္တတူလေးလာကြအောင်ပါနော်နှလုံးကြီးအတ္တဖြစ်ပါတယ်ချစ်တုံတုံညာနီးအထီးကြီးမှာတုံညာအတိအလေအပိဖြစ်ပါတယ်ခွန်ကိုကြီးမှာ3ခွန်ခွန်ခွန်နဲ့ကအလေအပိဖြစ်ပါတယ်နင်းလေးကြီးမှာ6ကိုလေးလေးအပိဖြစ်ပါတယ်ပြီးရင်3၅အထီးကြီးမှာ963ပါနော်ဒီမှာ3၅အပိ5အထိတ်ဖြစ်ပါတယ် ပြည်ရင်ခွန်ကိုအတီကီမှာ68ခုနှစ်ဆိုတဲ့အတွက်ခုနှစ်ကအပိတ်ဖြစ်ပါတယ်ခွန်ကိုကြီးမှာနိနေခွန်ခုနှစ်အပိတ်ဖြစ်တယ်ဗနောပြီးတော့ချစ်တုံညာကြီးမှာ388တိအလေအပိတ်ဖြစ်ပါတယ်ပြည်ရင်ဒီမှာအပိတ်တော့ဖြောက်ဗနောတုံညာနှစ်အတီကီမှာ3တုံညာကိုဒီမှာတော့တုံညာအလေဖြစ်သွားတယ်တုံညာနှစ်အတီကီမှာတော့3ငါးနှစ်နှစ်တိအပိတ်ဖြစ်ပါတယ်နှစ်လေးကြီးမှာတော့3ခုနှစ်နှစ်အပိတ်ဖြစ်ပါတယ် ူကအပိတ်နေရာမှာရှားပင်လေးများတယ်ပေါ့နော်ရှားပင်လေးရှိတယ်အပိတ်နေရာမှာပေါ့နော်โอเคကျွန်တော်ဒီနေ့အတိတ်ကိုပေါ့နော်အတူတူထပ်ပြီးလေ့လာကြည့်အောင်ဒီတစ်ခုကအပိတ်မှာရှားပင်လေးရှိတယ်ပေါ့နော်တုံးတုံများကုတပြင်မှာအလေခြာပေးသွားခဲ့တယ်ခင်ဗျာဒါဆိုရင်ဆက်နှစ်ကြိမ်အတွက်ဒီနည်းအဆက်ကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ3ရက်9ရက်ပေါ့ဗောနော်3ရက် သုံးတုံများကုတပင်ကနေ၃ငါးနေတပင်ကိုအတူတူလေးလာကြည့်မယ်ပေါ့နော်၃ရက်ဒီ9ရက်ပေါင်းရှင်း30ကိုတုံများပဲကြည့်မယ်၃နဲ့7ပေါင်းရှင်းလေးကိုကတစ်ချိန်ဖြစ်ပါတယ်6က3ချိန်ဆိုတော့18ပေါ့နော်18ကို10ပဲကြည့်ပြီးတော့9က3ချိန်ဆိုတဲ့အတွက်15 9ပဲကြည့်မယ်ပြီးရင်ကျွန်တော်6ရက်7ရက်ထပ်ပေါင်းပေးမယ်ပေါ့နော်ဒါဆိုရင်ဒီ၄နဲ့ ကျော်လေး9နဲ့10ပေါင်းစက်ခွန်ခွန်နဲ့9ပေါင်းရှင်းစနစ်ဖြစ်ပါတယ်။ရှင်းနဲ့ပေါင်းရင်20ပေါ့နော်။ဒါဆိုရင်ဒီ6နဲ့6နဲ့ထပ်ပေါင်းရင်လည်း30ဆိုတဲ့အတွက်ဒီမှာ3များတစ်လုံးကျန်တယ်။တုံညာကိုနေနဲ့ပေါင်းတော့နေဆိုတဲ့အတွက်တုံညာနေကြီးမှာ3 9 2နေဒီအဖိတ်ဖြစ်ပါတယ်ခင်ဗျာတုံညာနေကြီးမှာ3 9 2နေအဖိတ်ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီမှာရေးပြထားတာဖြစ်ပါတယ် ပြီးတော့ဒီနစ်လေးကြီးရတာကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော်3ရက်3ရက်ပေါင်းရှင်း3 34ပေါင်းရှင်း9 3ကတစ်ကြိမ်3ရက်3ကြိမ်3ည9 3ကြိမ်ပေါင်း23ကိုတိပေးကြည့်ပြီးတော့ချင်းနဲ့3ရက်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3ခွန်ပေါင်း30 3တစ်ပေါင်းတာ၄၄၈ပေါင်းတော့7နေရတဲ့အတွက်ကျွန်တော်နှစ်ကိုနှစ်နဲ့ထပ်ပေါင်းတာဆိုရင်၄နှစ်လေးကြီးရမယ်ပေါ့နော် ၃၉နှစ်ဆိုတဲ့အတွက်အဲ့ဒီမှာနှစ်တီအပိတ်ဖြစ်ပါတယ်။နှစ်လေးကီမှာ၃၉နှစ်နှစ်အပိတ်ပါနော်။ဒါဆိုရင်ဒီနှစ်အတိုင်းပဲကျွန်တော်၁၂ကျိန်းအတွက်7လေးလာကြပါနော်။ဒါတင်ချာနှစ်အရာပါနော်။၃နဲ့6ပေါင်းရှင်းဒီကိုတင်းနဲ့9ပေါင်းရှင်းချစ်တိတ်ဆိုင်ရင်ပေါ့ဘနော်။ဒါဆိုရင်နှစ်တစ်ကျိန်းကို၃ချိန်ပေါင်း၂၈ကို၃ချိန်ပေါင်း၂၈ခုနှစ်တစ်ချိန်ရှင်းတဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် အစဉ်ရှိတဲ့နှစ်ပေါင်း30ခုနှစ်က3ချိန်ပေါင်း28ကို9နဲ့ပေါင်းရင်30ပေါ့နော်ဒီမှာချစ်တလုံးကြံနေအတွက်အဲ့ဒီချစ်ကိုနှစ်နဲ့ပေါင်းရင်30ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ရှစ်တုံများကြီးဖြစ်ပါတယ်ခင်ဗျာနီးရသိမ့်ဆိုင်ခဲမယ်ဆိုရင်ပေါ့နော်ဒါတော့နီးအရာဒီအပေါ်ကပင်နေတော့သိမ့်ဆိုင်သွားခဲ့ပြီးပြီဒီမှာဆိုရင်16ရဲ့8တုံများရဖြစ်မယ်ပေါ့နော်16 8တုံမြ ကနဲမတူဘူးပေါ့နော်၈၃နှစ်လေ၅၃မြ၃မြနဲ့၈၃၃မြနဲ့၈၃၈၀နှစ်ခွန်ခွန်ကို၆၁ခွန်ကိုပေါ့နော်ဒီတစ်ပတ်မှာ၁၆၈၃မြဆိုပြီးဖြစ်ပါတယ်အာဒါဆိုရင်ကျွန်တော်ဒီဒီ၁၆၈၃မြတာတွဲသွားခင်မယ်ဆိုရင်ပေါ့နော်အာ၁၆၈၃မြဆိုတော့ကျွန်တော်ဒီအပြည့်ဖေးကနဲမှာတော့တင်မပါဘူးပေါ့နော်တင်မပါဘူးဆိုတော့ အဲ့မှာဒီကျွန်တော်ကဒီလက်6တုံများ6 68တုံများဒီဒါစုံ3လုံးဖြစ်နေတယ်ဗောနော်စုံကနန်းတွေပဲဖြစ်နေတဲ့အတွက်ကျွန်တော်ကဒီမာကနန်းနဲ့တွဲတာလေးထပ်ပြီးထည့်ရှင်သေးတယ်ဗောနော်ကျွန်တော်နှလုံးပေါင်းရှင်းအတန်း168တုံ65လို့အကုန်သုံးမယ်ဆိုရင်နှလုံးပေါင်းရှင်းအတန်းနဲ့ညီတာဒီလေးခွက်ရှိတယ်ဗောနော်တုံများလက်6တုံများဒီနှစ်တုံများ98တုံများ68အကွေရွက်6 ရှင်းမသွဲပဲနဲ့နှစ်တတုံများတွဲတော့မလားပေါ့နော်နှစ်တုံများတည်အဲ့လိုဖြစ်တော့မယ်ပေါ့နော်တုံများကိုအလေအပိနေရာမှာထားမှာဖြစ်ပါတယ်ထိနေရာမှာမထားဘူးပေါ့နော်ဒါဆိုရင်နောက်တစ်ခုကအာတစ်တုံညာနဲ့တစ်နှစ်တုံညာဆိုပြီးတော့အဲ့လိုဖြစ်သွားမယ်ပေါ့နော်ဒါအုံပရိဖြစ်ပါတယ်ပရိကလည်းကျွန်တော်သုံးပရိကောင်းတယ်ပေါ့နော်ဆိုတော့ဒီနှစ်တုံညာကိုလည်းကျွန်တော်ထည့်မှာဖြစ်ပါတယ်ဒီလေးလျှောက်တုံများ68တုံများတော့အစုံကနန်းတွေပဲဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ဖြစ်ပါတယ်ပေါ့နော် โอเคဒါလေးကတော့ကျွန်တော်တိုက်ဆိုင်တော့ရမှာဖြစ်တယ်ဗောနော်နီးဒီဘလောက်ပဲကောင်းနေပါစီဗောနော်โอเคကျွန်တော်မိတ်ဆွေများအားလုံးပဲဒီဆက်နေချိန်မှာကံပြီးလို့ရကြပါစီခင်ဗျာ